ေတာဘလို့ပို့မှာတော့မြတ်စွာဘုရားကတော့ရှင်းအောင်ဥမာလေးနဲ့ပြတယ်မေတ္တာထားတဲ့အခါမှာဘလို့ထားရမှာတော့ဒါမေတ္တာမထားတတ်တဲ့ပုံကိုယ်တွေထားတဲ့အောင်ဥမာပေးတာတူရီသောตาကိုမိခင်ဟာဆောင်းရှောက်သလိုမျိုးကောင်းစီရင်သလိုမျိုးဧကပုဒ္ဒံတယောက်သေးသောตาဟုတ်လားအဲ့ဒါရဲ့ပုံမှာမိခင်ဟာဘလောက်ကောင်းစီခြင်းပဲလေ ဖေးရန်လည်းမတွေ့စေခြင်းမူ၊ကျမ်းမာရေးလည်းမဖောက်ပြန်စေခြင်းမူ၊စိတ်ရှင်းရဲရလည်းမတွေ့စေခြင်းမူအဲ့လိုပဲတဲ့တတ္တဝါတွေရဲ့အပေါ်မှာတူဦးဒီသောသားရဲ့အပေါ်မှာထားတဲ့စိတ်ထားမျိုးထားရလေတဲ့နားမလည်လည်းပါရှိရောထားမရှိဘူးနော်ကိုချင်းစာစိတ်နဲ့လည်းပဲမေတ္တာတရားထားရတယ်ဒါကြောင့်မေတ္တာပို့ရင်ကိုကိုကိုအရင်ပို့ရတယ်ဘာဖြစ်လို့တုံးဆိုတော့ ကိုဘလောက်ဘေးရန်ကင်းကျင်တယ်လေဆိုတာကိုစဉ်းစားမိခြင်းဟာတတ္တဝါတွေလည်းဘေးရန်ကင်းကျင်ကြမှာပဲဆိုတဲ့အတွေးကိုပေါက်စေတယ်။ကိုဘလောက်ကျမ်းမာရေးပေါက်ပြန်တာကိုကြောက်တယ်လေ။ကျမ်းမာရေးကောင်းကျင်တယ်လေ။ကိုဘလောက်စိတ်ဆင်းရဲမှုကိုကြောက်တယ်လေ။စိတ်ချမ်းသာခြင်းတယ်လေ။အဲ့ဒါကိုစဉ်းစားလိုက်ရင်အော်တတ္တဝါတွေအကုန်လုံးလည်းကိုယ့်လိုပဲဆိုတဲ့စိတ်ထားလေးနဲ့ နော်အခြေခံဒီအမြင်လေးတွေရှိရမယ်ဟုတ်လားမေတ္တာပို့တော့မယ်ဆိုရင်အဲ့ဒါကိုကြိုးစားရမယ်မေတ္တာကိုခြုံရမယ်ကိုယ့်ရဲ့စိတ်နှလုံးကိုဘေးတွေအန္တရာယ်တွေဝင်ပြီးတော့မနှိမ့်ဆက်ဖို့မေတ္တာဘလို့ပို့မှာတော့ဇမာနဲ့လူတတဝဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ဗျာကျမ်းမာချမ်းသာကြပါစေလို့ကြည်နော်ပြီးရင်မေတ္တာတရားကိုဘယ်လောက်ထိလုံခြုံအောင်စောင့်ရှောက်တယ်လဲဆိုတာကိုကိုယ်ကိုယ်တိုင်တွေ့ရလိမ့်မယ် ီနေရာမှာလုံခြုံအောင်စောင့်ရှောက်တယ်ဆိုတာကနှစ်ပိုင်းရှိတယ်။ပြင်ဘက်ကမျက်စိနဲ့မြင်ရတဲ့ကြောင်းမဲ့ဖွေရဘေးဆိုးအန္တရာယ်ဆိုမကြမရအောင်ကာကွယ်စောင့်ရှောက်နိုင်စွာရှိတယ်လို့လည်းမြတ်စွာဘုရားအတီလင်းဟောတယ်မေတ္တာရဲ့အစွမ်းတတ္တိကိုပြောတဲ့နေရာမှာတဖက်မှာလည်းပဲဒီအတွင်းစိတ်ကိုဘေးဖြစ်စေတဲ့အန္တရာယ်ဖြစ်စေတဲ့ကြောင်းမဲ့ဖွေရဇာကဒေါသမောဟအစရှိတဲ့ရန်သူတို့ရဲ့နှိမ့်ဆက်ခံရခြင်းမှလည်းပဲလုံခြုံအောင်စောင့်ရှောက်နိုင်စွာရှိနေသေးတယ်။အဲ့ဒီလုံခြုံမှုကပို့လေးနဲ့တယ်။ ။မပြင်းမကအန်လျေကိုလုံယုံအောင်စောင့်ရှောက်နိုင်တဲ့အစွမ်းတည်းမကဘူး။အတွင်းစိတ်ကိုပါအန်လျေဖြစ်စေမဲ့အရာတွေကနေကာကွယ်ပေးနိုင်စွမ်းလေရှိနေသေးတယ်မေတ္တာလေးရရဲ့စွမ်းရည်။ဟုတ်လား။အဲ့ဒါကိုဘုံဘုံတို့ကနားလေပြီးတော့မေတ္တာပွားလို့စိတ်ကိုထက်သန်စေပြီးတော့မေတ္တာကိုပွားကြည့်ရတယ်။